့ရဲ့ဒီ master piece တစ်ခုဖြစ်တယ်ဇလန်တို့ရနေစကိုင်းပြောင်းမအောင်လို့တားသွားခြင်းငယ်ရင်းနေခုံပြုံမိဟိုဘောနော်တွေးခြင်းတယ်တခမ်းမဲ့ပါလာမလားနှခမ်းမဲ့ပါလာမလားတော့မသိဘောနော်ဒါပေမဲ့နီးဆက်ရရင်နေရတော့ကြားထားတယ်ခမ်းတော်တော်များများတော့ဖြက်ခံလိုက်ရတယ်ညီမလေးတို့ခန်းနေရပါတော့တော်တော်နေဆိုတော့လीအမှန်တမ်းပြောရင်တခန်းနဲ့ပါရင်မိကိုသွားပြမျက်နှာချင်းမဆိုင်ရခဲ့ ရှုံတင်ကားတင်မယ်လို့ကြားရရကနိုတညာလုံးငိုခဲ့ရပေါ့နော်ဒီကားကနိုရကတ်စတင်နဲ့ရွေးထားတယ်နော်ကတ်စတင်အောင်ပြီးတော့မှနိုရဒီကားရိုက်ခွင့်ရခဲ့တာရှုံနေရဒီပရီမီယံရှိုးကိုမကြည့်မိခင်အရှိမသာဒီမီဒီယာအမတွေကိုလေနိုအရန်စူးစမ်းထားတာဒီကားမှာနိုအပေးကြပါလို့များဟိုစကားကြုံခဲ့မိနိုတအားရှက်နေရမှာပဲ အမှန်ကတော့ညှိဆိုတာပေါ့နော်တို့ဒီ ယုံတင်မယ်လို့တည်ရတော့တို့ဒီ16စခွန်အဲ့လောက်မှတို့တည်ရပါတော့ယုံတင်မယ်ဆိုပြီးတော့မှအဓိကတော့ဒီပိုစတာတင်တယ်အဲ့ဒီမှာကိုယ့်နာမည်ပါလာပထမတော့နည်းနည်းဟိုဘောနော်စဉ်းစားသွားပါတော့ဒီကားကိုရိုက်ထားတာဟုတ်ရဲ့လားဆိုပြောတော့ဒါပေမဲ့ပြီးတော့မှဟိုကိုယ်တငယ်ချင်းပါတော့ထုံမလဲယန္နာတို့ရောမချီတို့ ਨੇ ရိုက်ထားတဲ့ကားပါတော့ဒီချစ်ပန်းမမအောင်ပါတော့အမိပြောင်းလဲလိုက်တာဆိုပြီးတော့မှပြီးရောက်ခါကြမှာပါတော့ဟိုဝမ်းလဲတာသွားရဲ့တိတိကျကျဘယ်လိုဝမ်းသာလဲဆိုတော့ဒီကားကကို ရိုက်ဖူးသမျှဇလန်းတွဲတွေထဲမှာပေါ့နော်လုံးဝအောင်မာစတာပီးဖြစ်တယ်ဘာလို့ပြောနိုင်လဲဆိုဒီကားအတွက်ကိုပေါ့ကာရက်တာအတွက်ဒီကုန်ကျစရိတ်တရားစာကိုယ့်ဘက်ကလုံးဝကိုပေါ့နော်မနှမျောမနဲ့ပေါ့နော်လုံးဝသုံးခဲ့တယ်ဒီ character ရင်းမှာဒီမိဆိုတာမျိုးဖြစ်နေအောင်ပေါ့နော်အများကြီး aside ထုတ်ခဲ့ရပါတယ်လို့ တို့ယုံတင်မဲ့ရက်ကအရန်ခတ်သွားတဲ့အတွက်ကြောင့် pressure ကိုလည်းတို့ဒီ note တင်တာတည့်ရနေတဲ့အတွက်အမြန်စီစဉ်လိုက်ရတဲ့တူပါတယ်အဲ့အတွက်ကြောင့်မို့ note C ကို direct invitation တော့မရောက်လာခဲ့ဘူးပေါ့နော်ကိုကလည်းဘယ်လိုပဲဖြစ်ဒီကားထဲမှာပါဝင်ထားတယ်ဟိုအမှုပညာရှင်တယောက်ပဲပေါ့နော်ဒါပေမဲ့ဟို direct invitation တော့မရခဲ့ဘူးအဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်ဒီပွဲလေးကိုမတက်ဖြစ်ခဲ့ဘူးပေါ့နော်အမှန်တော့ no စကားမရိုက်တာကဒီနှစ်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 နေပါလောက်ရှိပြီအဲပထမအချက်ကတော့ဒီစီးပွားရေးလုပ်ငန်းတွေပတ်ကုန်လုံးဦးဆိုင်နေလို့ရဒုတိယအချက်ကတော့ no ဒီသွားပေါ့နော်သွားမှာ brace တက်ထားရဲ့အတွက်ကြောင့်မလို့ဒီရုပ်ရှင်ရိုက်တာကိုခဏလေးညှနာထားပေါ့နော် direct invitation မရခဲ့တဲ့အတွက်ကြောင့်မလို့ပေါ့နော် no သွားကြည့်ရဲ့အပိအမရိစီရနေပဲပေါ့နော်နှွေဘဏ္ဍခန်းပါရဲဆိုတာမျိုးလေးပေါ့နော်အပိရလေးပြန်တော့အဲ့လိုမျိုးလေးတော့ကြားရပါတယ်ဟုတ်ခုန ပြောသလိုပေါ့ဒါအမှန်တိုင်းပြောပြရတာပေါ့နော်အဲ no ဒီ recover လုပ်မယ်ဆိုပြီးတော့မှသူများရဲ့ invitation letter တွေတင်နေကြတာတွေ့တယ်လုပ်မယ်ဆိုတာလည်းသိရအမှန်တိုင်းပြောရင်ကိုယ့်ရဲ့ဒီ master piece တစ်ခုဖြစ်တဲ့ဇလန်တို့ရနေစကိုင်းပြောင်းတော့မလို့တားသွားခြင်းငယ်ရင်းနေခုံပြောမိ ਉਹ ပေါ့နော်တွေ့ကျင်တယ်အဲကိုကပေါ့နော်ရွှင်ရင်းနေနဲ့နှစ်နှစ်ကြာပြင်းတော့မှမိကိုတွေ့ကျင်တယ်ဒီမိကိုစောင့်နေကြရတယ်နော်၄၅နှစ်ရှိသွားခဲ့ပြီပေါ့နော်ဆိုတော့မိကိုအရန်တွေ့ကျင်တယ်ဒါပေမဲ့ကို့မှာသွားတွေ့ဖို့တတ်သိမရှိဘူး ဟိုဘောနော်မိကအိတ်ခမ်းထဲမှာကိုဟိုဘယ်လိုပြောမလဲတခမ်းမဲ့ပါလာမလားနှခမ်းမဲ့ပါလာမလားတော့မသိဘူးဘောနော်ဒါပေမဲ့နီးစက်ရရင်နေရတော့ကြားထားတယ်ဟိုအခမ်းတော်တော်များများတော့ဖြတ်ခံလိုက်ရတယ်ညီမလေးတို့ခန်းနေရပါတော့တော်တော်နည်းဆိုတော့လीအမှန်တိုင်းပြောရင်တခန်းနဲ့ပါရမီကိုသွားပြီးတော့မျက်နှာချင်းမဆိုင်ရခဲ့အားနာရဲ့အဲ့လိုရုံတင်ကားတင်မယ်လို့ကြားရရကနုတညာလုံးအဲ့လိုငိုခဲ့ရပါတော့ဟဲ့ဒီမှာကြည့်ပါအောင်အော် ကိုကကိုကိုတီးခဲ့တာဒီကနိုရာကက်စတင်နဲ့ရွေးထားတယ်နော်ကက်စတင်အောင်ပြီးတော့မှနိုရာဒီကရိုက်ခွင့်ရခဲ့တာဒီကမှကက်စတင်အောင်ခဲ့တာမင်းကလေးတဲမှာကထွန်ပလဲပေါ့နော်ထွန်ပလဲပြင်နိုပဲဆိုတော့ခါကြတော့ဒါဇလန်တွဲထဲမှာဆိုရင်တော့ဒါအပြည့်စုံမိကိုမြင်ရမှာပေါ့အခုလို့ရုပ်ရှင်စကားပြောင်းလိုက်တဲ့အချိန်မှာအဲမိကဘလို့ဖြစ်သွားလဲဆိုတော့ဒီဟိုဖြတ်လျှောက်တတ်တာအဲ့လိုကြီးဖြစ်သွားတယ်ကိုတမူးထားတဲ့ character အဲ့လိုဖြစ်သွားတော့ ပြီးတော့ပေါ့နော်နောက်ဆုံးကဒါကဟိုဖြစ်နေကြပါပဲဒါကတို့ဒီအမှုပညာလောကမှာဖြစ်နေကြပဲဟိုနာမည်စီတဲ့ပုံစံလေးပေါ့နော်ဒီကားကိုရိုက်ထားတဲ့စီနီယာအတိုင်းသားပေါ့နော်ကက်စင်အောင်ထားတဲ့အတိုင်းသားစီရမယ်ဆိုရင်နိုးနာမည်လေးနည်းနည်းလေးတော့အရှိမရှိနေတဲ့လို့ထင်တယ် One of the main character တယောက်ကကြတော့တခမ်းမဲ့ပါရဲဆိုတဲ့အချိန်မှာလေဟိုလိုစိတ်ထဲမှာတွေ့မြဲတော်ပါသေးရဲ့ကိုမသွားခဲ့လို့ပေါ့နော်သွားများသွားခဲ့လို့ပေါ့နော်ဒီ ယုံနေရဒီပရီမီယံရှိုးကိုမကြည့်မိခင်အရှိမသာဒီမီဒီယာအမတွေကိုလေနှုံအရန်ကြိုးစားထားတာဒီကားမှာနှုံအပေးကြပါလို့များဟိုစကားကြုံခဲ့မိနှုံတအားရှက်နေရမှာပဲအရှိကားကြီးမှာလည်းအလိုအရှက်ရခဲ့တဲ့ကားကြီးစကားကြီးယုံနေကားကြီးအများကြီးရှိခဲ့ဆိုတော့อืมပြောရရင်ခုနကဝန်ခံသလိုပေါ့နော်ငိုခဲ့ရင်ဒါမဲ့အခုဒီရှိမှာတော့ငိုတော့ဘူး အဲကိုရဲလူငယ်ပဲလေနော်ဟိုအားနေခွိခွိလိုက်တာပေါ့နော်။အော်ရပါလေတော်ပါသေးရဲ့ထိတ်ပေတခါတော်တော်ကြီးလှနေတယ်ဆိုပြီးတော့ပေါ့နော်။အဲ့လိုပဲဆိတ်လျှော့လိုက်ပါရဲ့ဟုတ်။ဟိုချိုးတိနေတယ်လို့ခံစားနေရပေါ့နော်။အော်ဟိုဘယ်လိုပြောမလဲကိုရဲဒါကိုကိုစင်တင်ပြီးခဲ့တဲ့ထုတ်လို့ရဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းလေးစားမှုရှိခဲ့တယ်အမြဲတမ်းချစ်ခင်မှုရှိခဲ့တယ်။အခုချိန်ထိလည်းအတူတူပဲဒါမဲ့ဟိုစိတ်แท้မှာပေါ့နော်။အော်ကိုကိုဆိုလို့ရှိရင်တော့သူတို့ထုတ်လို့ရ ဖြတ်တော့မှာပဲတခမ်းမဲ့ပါတော့မှာပဲဆိုရဲ trauma ကတော့ရသွားပြီပေါ့เนาะသူရဲ့ character ကကြတော့ဟိုပြောပြလို့ရှိရင်သူကမနာလိုစိတ်တအားကြီးရဲ့ character ဖြစ်တယ်။သူ့ဘဝမှာငွေကြီးပြည့်စုံတယ်သူဟာချမ်းသာတယ်ဒါပေမဲ့တငယ်ချင်းဖြစ်တဲ့တန့်အပေါ်မှာပေါ့เนาะအဲဘယ်လိုပြောမလဲကိုယ့်ရဲ့ ဒီကားထဲမှာတော့မပါတော့ဘူးဟုတ်တယ်ဆိုတော့ကိုယ့်ရဲ့အမျိုးသားရှိမပါတော့ရဲ့ကိုယ့်အမျိုးသားပေါ့ကိုယ့်အမျိုးသားနဲ့တန့်ရဲ့အမျိုးသားနဲ့တငယ်ချင်းနဲ့ဆရာဝန်ချင်းနဲ့ဆိုတော့ခါကြတော့အဲ့ဒီအပေါ်မှာကိုယ့်အမျိုးသားနဲ့ကိုယ့်အဆင်မပြေမှုတွေတန့်အမျိုးသားတန့်စကားတအားနားထောင်တန့်အောင်တအားချစ်တဲ့အချိန်မှာဒီတငယ်ချင်းတရားမနာလိုဝင်တုံမှုတအားကြီးပြီးတော့မှပေါ့နော်ဒီမကောင်းတဲ့လမ်းကိုလိုမျိုးအရန်တွန်းပို့တဲ့ဘက်အဲ့လိုပုံစံလေးသွားထားပါတယ်လို့ဟုတ် ဒီမြန်မာပြည်ရုပ်ရှင်ကိုင်းမှာလေ main role ကိုအသားပေးရတော့ပေးဒါပေမဲ့ဒီ supporting role တွေရဲ့အားသာပုံနဲ့တေချာလေးကိုသိရှိပြီးတော့မှနေမြတ်မြတ်တတလေးထဲစီချင်တယ်အဲ့ဒါမှစကားရဲ့တန်ဖိုးကအဆုံးထိရောက်မယ်လို့နှုံမြင်တာအဲနှုံကတော့ဟိုဘယ်လိုပြောမလဲဆရာကြီးလောက်တာတော့မဟုတ်ဘောနော်ဒါပေမဲ့ကိုယ့်ရဲ့ရင်ထဲကဖြစ်စေချင်တဲ့ဆန္ဒလေးတစ်ခုပေါ့နော်အခုကအကကြတော့ဒီမြန်မာရုပ်ရှင်တွေမှာဆိုရင်သူကဘာလဲဆိုတော့ ။ तू อ่ะအချင်းရုပ်ချင်လို့ကိုရုပ်ချင်နေဖြစ်နေ။အမှမဟုတ်ဘူး။ तू အချင်းရုပ်ရတယ်၊သူ့ရဲ့ trauma တွေ၊ तू ဘာကြောင့်ဒီလိုအချင်းရုပ်နေရလဲဆိုတော့နောက်ကြောင်းကသူ့မှာအများကြီးရှိတယ်။ ငငယ်လေးတည်းအချက်မခံခဲ့ရလို့လားဒါမှမဟုတ် तू ကဂိမ်းဆိုင်ချင်မခံရလို့လားလူတွေကပယ်ထားလို့လားဒါမှမဟုတ်မိသားစုအတိုင်းဝိုင်းကဆင်းရဲလို့လားပေါ့နော်အတိုင်းဝိုင်းကောင်းကောင်းတခုမှမလို့မကြည်ပြင်းခဲ့ရလို့လားပေါ့အဲ့လိုကြောင့်သာဒီကလေးတယောက်ကပြောင်းလဲလာတယ်အခုလိုဘဝမှာ van ဖြစ်လာတယ်ဆိုတဲ့ဟာမျိုးလေးပေါ့အဲ့လိုမျိုးလေးတွေတော့နောက်ပိုင်းမှာထည့်စေခြင်းမြည်ရတချို့ကတော့လာပြောကြရပေါ့နော် no i'm ငယ်နဲ့တခါလဲချစ်ပေးရဆိုလို့အားနာလိုက်တာဒီလားငနေ့လောက်ကြီးပြောက်ပြီးတော့မှလေတချို့ရွှင်ဆိုတာကို သိချင်လဲသိအောင်မယ်နားမမရိုက်တာကြလို့ line မမမြင်တော့လို့သူပြောက်ွယ်သွားပြီသူအနုပညာလို့တင်မလုပ်တော့ဘူးလို့ဆိုပြောလဲရှိချင်လဲရှိမယ်ဒါပေမဲ့ကိုပါရဲ့တခန်းမှာအခုလိုမျိုးတတိတရနဲ့အားပေးမယ်ဆိုပြီးတော့ကိုအဲ့လိုအားပေးကြရလေတိလားအဲ့လိုမျိုးဆိုတော့လေ one နဲ့စိတ်ထက်သူတို့ပေါ်ဟိုအားနာရဲ့စိတ်ကပိုဖြစ်မိတယ်အဲ့လိုမျိုးပေါ့